မြန်မာပြည်သူပြည်သားအလုံးမင်္ဂလာပါရှင်ဒီကနေ့မှာတော့မင်္ဂလာပင်လယ်အော်အတွင်းဖြစ်ပေါ်လာနိုင်သည့်လေပြင်းအားနည်းရဝန်းဤအရှိန်ကြောင့်မိုးကြီးရေရှမ်းမှုတွေဖြစ်ပေါ်လာသည့်အခြေအနေနဲ့ပတ်သက်ပြီးကြိုတင်အသိပေးလိုပါတယ်ရှင်။2025ခုနှစ်မေလ6ရက်နေ့ယနေ့မြန်မာစံတော်ချိန်ညနေ9နာရီအချိန်နောက်ဆုံးရရှိသည့်အချက်လက်များအရအရှိတ်နှင့် အနောက်ဘက်မှလာသောမေဝေလိုင်းများမင်္ဂလာပင်လယ်အော်အတွင်းဖြစ်ပေါ်လာနိုင်သည့် လေပြင်းအားနှင့်ရဝင်း၏အချိန်ဖြင့်နှွေးစင်လာမိအပူပြန်တက်တိမ်တိုင်များနှင့်အာရှကုန်းတွင်းဒေသမှလေအေးများတွဲဆုံနိုင်မှုတို့ကြောင့်မေလ10ရက်နေ့မှ မေလ22ရက်နေ့အတွင်းနေပြည်တော်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီး မကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရော်ရီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်ရှမ်းပြည်နယ်ရခိုင်ပြည်နယ်ကယားပြည်နယ် ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးနေရာကွက်၍မိုးကြီးခြင်းဒေသအလိုက်မိုးကြီးခြင်းလျှက်စီးလက်ခြင်းမိုးချင်းခြင်းမိုးကြိုးပစ်ခြင်းမိုးတိကျွေခြင်းနှင့်မိုးတက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ပြီး မိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေသည်တနာယီလရင်မိုင်၄၀မှ၄၅မိုင်အထိတိုက်ခတ်နိုင်သည်ဟုခန့်မှန်းရပါသည် တို့ဖြစ်ပါ၍မေလ10ရက်နေ့မှမေလ22ရက်နေ့အတွင်းမိုးရွာသွန်းခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့်ရေကြီးခြင်းမြေပြိုခြင်းနှင့်မြေပြင်တိုက်ခတ်ခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့်အဆောက်အုံများတစ်ပင်တစ်ကိုင်းများဖိုင်ဘာလိုင်းနှင့်တရက်စစ်တပ်အားလိုင်းများပြိုကျရိုင်လဲခြင်းစသောသဘာဝဘေးအန္တရာယ်တို့ဖြစ်ပေါ်နိုင်သည့်အတွက်ကုန်းမြင့်ဒေတာအနည်းတွင် နေထိုင်ကြသူများအနေဖြင့်မိုးကြိုးပစ်ခြင်းနှင့်မြေပြိုမှုအန္တရာယ်ကို၎င်းမြမကံယူရန်တလျှောက် မြင့်ငယ်ချောင်းငယ်များအနည်းနှင့်မြင်းနှိမ်ပိုင်းတွင် နေထိုင်ကြသူများအနေဖြင့်လေပြင်းအနေရနှင့်လျှက်တပြက်ရေကြီးရေရှမ်းမှုအနေရတို့ကို၎င်းကြိုတင်သတိပြုနိုင်ပါရန်နှင့်စိုက်ပျိုးမွေးမြူတောင်သူများအပါအဝင်ပြည်တွင်းလေကြောင်းပြန်တန်းရေးပြည်တွင်းရေကြောင်းသွာလာရေးမြမကံယိုရန်တလျှောက်နှင့်ကမ်းလွန်ပင်လေပြင်းတို့ရှိကန်နီကန်ဝေး ငါဖက်ရည်ရင်များဆက်လေများတင်မောများအနေဖြင့်လဲကြိုတင်သတိပြုနိုင်ပါယံကြိုတင်၍သတိပေးနှိုးစော်တင်ပြအပ်ပါသည်ရှင့်နေ့စဉ်မိုးလေဝသတရင်ယမန်နေ့နနက်9နာရီခွဲအချိန်မှယနေ့နနက်9နာရီခွဲအချိန်ထိမိုးလေဝသတိုင်းထွာချက်ချင်းချုပ်လွန်ခဲ့သော24နာရီတွင်ကတနင်္လာရီတိုင်းဒေသကြီးတွင် နေရာစိတ်စိတ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင် နေရာကျဲကျဲနှင့် မန္တလေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊တချင်းပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာကွက်ကြားမိုးထစ်ချုံရွာခဲ့ပြီးကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်တိမ်အထင်အင့်ဖြစ်ထွန်းခဲ့ပါသည်။နေ့ပူချိန်များမှာကချင်ပြည်နယ်တွင်မေလ၏ပြင်းမြအပူချိန်ထက်3ဒီဂရီဆဲဆီးရပ်ပိုခဲ့ပြီးမကွေးတိုင်းဒေသကြီးနှင့်ရခိုင်ပြည်နယ်တို့တွင်မေလ၏ပြင်းမြအပူချိန်တို့အောက်2ဒီဂရီဆဲဆီးရပ်ရောနေခဲ့ကာ ကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်မေလ၏ပြင်းမြအပူချိန်ခန့်သာရှိခဲ့ပါသည်။မင်္ဂလာပင်လယ်အော်ချေနေကပလီပင်လယ်ပြင်နှင့်မင်္ဂလာပင်လယ်အော်တောင်ပိုင်းတို့တွင်တိမ်အထင်တင်မှတိမ်ထူထပ်နေပြီးကြံမင်္ဂလာပင်လယ်အော်တွင် တိမ်အနှဲငယ်ဖြစ်ထွန်းနေပါသည်။မနက်ဖြန်နံ့အထီးခံမှန်းချက်နေပြီးတော့ပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးကြားပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်တိမ်အထင်တင်ဖြစ်ထွန်းပြီး တနင်္လာရီတိုင်းဒေသကြီးတွင် နေရအနှံ့ပြား၊ကချင်ပြည်နယ်တွင်နေရစိတ်စိတ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရကျဲကျဲနှင့်ကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရကွက်ကြားမိုးထစ်ချုံရွာမီရွာရံရာနှုံးရှစ်ဆက်ဖြစ်ပါသည်။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေတနင်္လာရီတိုင်းဒေသကြီးတွင်မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေရှားရာနေရာတလျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း မိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျက်စီးလက်ခြင်းနှင့်မိုးတီးကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါယံအကြံပြုအပ်ပါသည်နောက်နှစ်ရက်အတွက်ခံမှန်းချက်သခိုင်းတိုင်းဒေသကြီးအထက်ပိုင်းတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှနေရာစိတ်စိတ်မိုးထစ်ချုံရွာမီနေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နဲ့အထိခံမှန်းချက်တိမ်အသင့်အင့်ဖြစ်ထွန်းမီ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်တိမ်အသင့်အတင့်ဖြစ်ထွန်းပြီးမိုးထစ်ချုံ၍နေရာကွက်ကြားမိုးနှင်းငယ်ရွာနိုင်ပါသည်။ရွာရန်ရာနှုံ60ဆက်ဖြစ်ပါသည်။မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်တိမ်အသင့်အတင့်ဖြစ်ထွန်းပြီး